နာကျင်မှုဝေဒနာများကိုပြေလျော့စေမည်သဘာဝနည်းလမ်းများနံပါတ်၄တကူလုံးကြွက်သားတွေနဲ့အယိုးတွေနာကျင်ကြိုက်ခဲနေပါသလားခြင်းလက်တစ်ဆလောက်ကိုနေတိုင်းစားပေးပါခြင်းဟာအစ်စ်ရောင်ယောဂတွေအပြင် အစ်စ်တွင်းမှာရှိနေတဲ့အယိုးမှုတွေကိုပျက်စီးတဲ့ယောဂါတို့ကိုပါ85ရာခိုင်နှုန်းလောက်သက်သာသွားစေနိုင်ပါတယ်နံပါတ်၄သွားကြိုက်ပြီးသဖုံးတွေရောင်းကိုင်းနေပါသလားလေးငင်းပွင့်နှစ်ပွင့်ကို အာဂရင်းအတွင်းမှာဖြည်းဖြည်းချင်းမြုံပြီးတော့ဝါပေးပါ။နံပါတ်3ဘာအစားမှစားတင်နေမှရှိပဲလေဘူးထနေပါသလား။ပန်းဒီတစ်ချမ်းကိုအဖုံခွာပြီးတဲ့နောက်ညံ့ညက်ဝါစားလိုက်ပါ။နားကင်နေပါသလား။ကျက်သွင်းပြီး3ဒက်လောက်စားလိုက်ပါ။နံပါတ်4နားကင်နေပါသလား။ကျက်သွင်းပြီး3ဒက်လောက်စားပါ။နံပါတ်5ကောင်းအောင်ပြီးကြိုက်ခဲနေပါသလား cherry ဒီလက်လှုပ်စားလောက်နေစင်စားပေးပါနံပါတ်6 ။ဥယောင်ငန်းများယောဂါဖြစ်နေပါသလား။အစီများတဲ့ငါးတွေဖြစ်တဲ့ Salmon Tuna ၊ငါးတိတာများနဲ့ပင်လယ်ငါးမျိုးမျိုးတို့ကို စားပေးပါ။နံပါတ်9ကျမရေးအတွက်ပတ်စုံကောင်းကျင်ပါသလားအစီမပါတဲ့ဒိန်ဂျင်ကို နေ့စဉ်နှစ်ခါလောက်တောက်ပေးပါနံပါတ်၈ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခင်နေပါသလားနနွုံမုံစစ်စစ်ကို နေ့စဉ်လက်ဖက်ရည်စွန်း၄ပုံပုံ၃ပုံလောက်တောက်ပါနံပါတ်၉ အမျိုးသမီးယောဂဖြစ်နေပါသလား၊ကိုယ်ကအုပ်ကိုနေစဉ်စားပေးပါ။နံပါတ်၁၀ခြေသွေးမှုပြီးတော့ပြင်တင်နေပါသလား။ဇလုံးတစ်ခုထဲမှာရင်နွေးတစ်ခွက်ကိုစားစပွဲတင်ဇွန်းဇွန်းနဲ့ရောနှောပြီးတော့ခြေထောက်ထဲထည့်စင်ပေးပါ။နံပါတ်၁၁လေးပွနေပါသလား။နှစ်နှစ်သီးလက်လက်ဆက်ဆက်တစ်စိမ့်လောက်ကိုညံ့ညဝါစားပေးလိုက်ပါ။နံပါတ်၁၂မြင်ယောဂကြောင့်အသားတွေရောင်ကိုင်းပြီးတော့နာကျင်နေပါသလားပူစိနံများများစားပါဒါမှမဟုတ်ပူစိနံရွက်အစီလိမ့်လေးပါ နံပါတ်73ခါနာနေပါသလားနေ့စဉ်ဒီပစ္စည်းလက်ထုပ်စာလောက်စားပြီးပါနံပါတ်74သွေးရရန်ကျင်ခံစားနေရပါသလားတောက်ရည်တန်ရှိခွက်လောက်ကို နေ့စဉ်တောက်သုံးပေးပါနံပါတ်75စီလန်းချောင်းပိုးဝင်နေပါသလားဘလူးဘယ်ရီဒီလက်ထုပ်စာလောက်နေ့စဉ်စားပါနံပါတ်76နာလာရှိအေးပြားရောင်ရမ်းတာဖြစ်နေပါသလားတဘာဝပြားရည်စစ်စစ်ကိုတနေ့၄ချိန်လောက်လိမ့်ပေးပါ မတ်ဆက်ခွန်ကိုကန်အားနည်းလို့မကြခဏနေမကောင်းဖြစ်နေပါသလား Omega 3 fatty acids ကျွဲဝတဲ့အဝါရောင်ကုန်လျှော်စိကုန်လျှော်ပင်ရဲ့အဆစ်ကို နေ့စဉ်လက်ဖက်ရည်စုံသုံးစွန်းစားပေးပါနံပါတ်7ကောင်းတချမ်းကိုက်နေပါသလား Coffee ပူပူလေးတောက်လိုက်ပါနံပါတ်6ခြေသလုံးသားတွေမကြခဏကြွက်တက်နေပါသလားပိုတက်ဆီယမ်ကျွဲဝတဲ့ခရမ်းယူနီမှဲ့မဲ့ကိုနေ့စဉ်စားပေးပါ လူတိုင်းသက်ရှည်ကျန်းမာဖို့ပြန်လည်မျှဝေလိုက်ပါတယ်